အားလုံးမင်္ဂလာပါဆိုတဲ့ကချန်နယ်လေးပြန်လေးကြိုးစားလိုက်ပါရစေကျွန်တော်ပြက်ွက်တိုင်းများပါတယ်ကားရဲ့ဒီကြားထဲမှာထွက်ထားတာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲတော့ဘယ်ကားနဲ့ဒီနေ့စာမလဲဆိုတော့ Mercedes ရဲ့ CLA နဲ့စပါမယ်ဒီ Mercedes CLA က third generation နေနဲ့ထွက်ထားတာဒီကားကထွက်ထားတာနှစ်ပတ်လောက်ကြာသွားပြီတော်တော်များများလည်းတွေ့ပြီးသားတော့ဖြစ်မယ်ထင်တယ်ကျွန်တော်အဲ့ဒါကိုလုပ်မယ်ဆိုပြီးတော့မလုပ်ဖြစ်ပဲနဲ့ဘုံကြီးဝင်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ CLA အကြောင်းပြောပြမယ်ပါဒီကောင်က specification တွေကတော်တော်လေးမိုက်တဲ့ EV လို့ပြောလို့ရတယ်။ range ကလည်း900နီးပါးလောက်ထိရတယ်။ horsepower ကလည်း300ရောက်ထိရတဲ့အတွက်ဒီကောင်ကတော်တော်လေး impressive ဖြစ်စရာတော့ကောင်းတယ်။အဲ့တော့ကျွန်တော်တို့တူဒီ CLA ကိုတစ်ချက်လောက်လေ့လာကြည့်အောင်ပါ။မိတ်ဆွေတို့အနေနဲ့ကားတွေကိုစိတ်ဝင်စားတယ်ကားတွေကိုသဘောကျတယ်နိုင်ငံတကာကားလောကသတင်းကြောင်းရတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သားကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ် မာဆွေးချင်းနဲ့ DCL လေးကိုမထွက်ခင်ကတည်းကတော်တော်လေး high အောင်ပြောထားတယ်အဒေစာရီမှာလည်းတော်တော်လေးလန်းလန်းလေးပြထားတယ်ပေါ့နော်အဲ့တော့သူပြောထားသလို DCL လေးကအရင်ကြီးမိုင်းနေမှာဆိုတာကျွန်တော်လည်းသူအခုပဲကြည့်အောင်ပေါ့နော် CL လေးကအဲသူ is sorry ကနေပြောထားလို့ပေါ့နော်ဒီ ship မှာက try star try star data running လိုက်ကြည့်နေ ambient light စနစ်တွေကလည်းဒီ ရှိဘက်မှာရှိဘက်ဖာရှာကြီးတခုလောက်အပြစ်လိုက်တဲ့စနေကြီးတွေတော့ဘောနော်လုံသွားအလန်အလန်လုတ်ပေးထားတဲ့ပုံစံမျိုးပြောထားတယ်။အဲ့တော့အခုကာကသူပြောထားတဲ့အတိုင်းတကယ်မိုက်တယ်။အဲရှိဘက်မှာရှိဘက်ကကြည့်လိုက်ရင်လုံသွားဒီမာဆူရီရဲ့ logo မှာပါတဲ့ bands မှာပါတဲ့ train sign နဲ့မြင်ရတယ်။အဲရှိဘက်ဒီဘက်မှာဘောနော်ဒီဒီရှိတစ်ခုမှာလည်းတစ်ခုလုံးမှာလည်းကျွန်တော်တို့ဒီ train running light ကအပြစ်ပြေးပေးထားတယ်။ဒါကအရင်တင်စာတော့ကျွန်တော်တတိမထားမိခဲ့ဘူးဘောနော်။ နောက်ဒီရှေ့ဘက် grade တစ်ခုလုံးကကျွန်တော်တို့ဒီ try try ရနေမြင်ရပါတော့ဒီဒီ massive band ရဲ့ logo ကြီးရလဲ ambient lighting ကြီးနဲ့ဆိုတော့မီလင်အောင်မယ်အဲ illuminated grade ကြီးကတော်တော်ကြီးကိုလန်လန်ကြီးထည့်ပေးထားရပါတော့ဒီ offer မှာတော့ကျွန်တော်တို့အဲလေဝင်ပေါက်တော့ offer လေဝင်ပေါက်အဲ intake ရှေ့ဘက်လေဝင်ပေါက်တွေကိုကျွန်တော်တို့အနေအောင်အဆက်နေတုံးပေးထားတယ် offer ဒီ lower အဲ intake မှာလဲသူက အနေအောင်ဆက်မျိုးတုံးပေးထားတယ်ပေါ့နော်ဒါကအနေအောင်နဲ့အနီအောင်ဆက်ပေးထားတဲ့ဟာလေးကတော့သူရဲ့ဒီ asset ဟာကတော့မိုက်တယ်အဲဒီမှာလဲကျွန်တော်တို့ black asset မျိုးပဲတုံးပေးထားတယ်ဒီကားကတော့ဂျူရဲဒုံးပုံစံမျိုးတော့မဟုတ်ပေမဲ့ but ဒီ simara တွေကတော့သူအနေအောင် အနေအောင် cap တွေကိုတုံးပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ body line ကဒီမှာတစုံတွေ့ရမယ်။နောက် AP line ကနေဆင်းလာတဲ့ body line တစုံဒီမှာတလုံးဝင်ထားတဲ့ဟာတွေ့ရတယ်ပေါ့နော်။ ဝင်လဲဆိုတော့တွေ့ရမယ်ဒီကားရဲ့ဒီဘက်ကိုဝင်သွားတဲ့ဟာတွေကလည်းတော်တော်လေးကိုချောချောမူမူဖြစ်အောင်လုပ်ပေးထားတယ်သူရဲ့ draft ကို efficient ကတော်တော်လေးနည်းတယ်လို့ပြောရဲလေးခွင့်ကတော်တော်လေးနည်းတဲ့အတွက်သူရဲ့ဒီသွားနိုင်တဲ့နှုံကလည်းတော်တော်လေး range ကလည်းတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ range က -900 လောက်ထိကိုသွားလို့ရမှာဆိုတဲ့အတွက်အဒီကားက range နေနဲ့ရော acceleration နေပါလေတော်တော်ကောင်းတဲ့အထက်မှာပါတယ် horsepower လည်းတော်တော်မိုက်တယ် ဲ့တော့ဘေးကမြင်ရတဲ့ပုံလည်းကျွန်တော်လေ့လာကြည့်အောင်ဒါပေမဲ့အဲ့ပုံကသွားခင်ကျွန်တော်တို့ကအခုမြင်ခဲ့ရတာကကျွန်တော်တို့ဘာလဲဆိုတော့ EV ပါသူက EV ရော hybrid version နှစ်မျိုးလာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဟာက hybrid version ပေါ့နော်အခုမြင်ရတဲ့ပုံက hybrid version ကပုံ hybrid version ကပုံကကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ရှိဘက်မှာ illuminated gray မပါခဲ့တော့ဘူးပေါ့နော် chrome bubble လည်းနဲ့ gray ကိုပဲမြင်ရတော့တယ်ဒါကြီးကတော့အဲ EV နဲ့ hybrid မှာတော့တော်တော်လေးဒီဒီ illuminated gray က visual ဘိုင်းမှာတော်တော်ကြီးกว่า꽈သွားမယ်ပေါ့เนาะ channel ဟာတော့အကုန်လုံးအတူတူပဲအဲ body line အချို့အကွေပါညာအကုန်လုံးအတူတူပဲဒီတစ်ခုတော့꽈မယ်နောက်ဒီထဲမှာ engine ပါတာနဲ့ storage space ပါတာနဲ့ဒါတော့꽈မယ်ပေါ့เนาะ bonnet ဖို့အောက်မှာက engine ရှိရလား as race race ရလာဒါတော့ qua မယ်ပေါ့နော်ဒီဘက် illuminated green မပါခဲ့တာကြီးကတော့အဲဒါ engine car တွေမှာတော့ ant grey ရထဲကိုထည့်ရမှာဖြစ်တဲ့အတွက် fish ဒါလေးကတော့ visual ဘိုင်းမှာတော်တော်လေးကိုယ်ွယ်ပြပြဖြစ်သွားမယ်အချက်ပေါ့နော်အဲ့တော့ paper design ဒါကတော့ view ကိုဒီ shape illuminated gray ကိုမြင်လိုက်တိုင်းဒါ EV version ဆိုတာအားလုံးတိမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ body line ကတခြားကားတွေလိုပဲ base back ဒီမီးရဲ့နောက်ဘက်ကနေ headlamp ရဲ့နောက်ကနေထွက်လာတဲ့ body line တစ်ချောင်းရှိမယ်အဲ့ body line ကနောက်ဘက်မီးလုံးကြီးကိုသွားတယ်ဒီမှာတော့ကျွန်တော်တို့ slope ပုံစံမျိုးပေါ့နော်လုံးဝ slope slope ကိုပြပြလေး slope ကိုလုတ်ပေးထားတဲ့အတွက်မိုက်တယ်ပေါ့နော် design ဘိုင်းကတော့တော်တော်လေးမိုက်တယ်ဒီကဒီကားရဲ့အမိုးလမ်းကလည်း CL ဖြစ်တဲ့အတွက်သူကတော့ coupe coupe version ပုံစံမျိုးတော့လုပ်ပေးထားမှာပေါ့နော်အဲဆိုကျွန်တော်တို့ Chrome နဲ့ဒီမှန်ရဲ့ပတ်ပတ်လဲမှာဆို Chrome နဲ့အနဲ့အောင်အဆန်တွေကိုအာတူပါတူပေါ့နော်အချိုးကြကြလုပ်ပေးထားတာဖြစ်တာကိုတွေ့ရတယ်နောက်ဒီမှာဆိုကျွန်တော်တို့ Door Handle တွေ Flash Door Handle တွေအောက်ဘက်မှာတော့ Boilerline တခုမြင်ရတယ်ပေါ့နော်အဲ့တော့ Bay Backer ဟာကဒီကားကအလုံးဝအနဲ့အောင် version ပေါ့နော်အနဲ့အောင်လုံးဝဘိန်းမြန်လေကျွန်တော်တို့စက်ခွန်တော့မဟုတ်ဘူးစက်ကိုလက်မပေါ့နော်စက်ခွန်ကနေစက်ကိုလက်မအရွယ် အနေအောင်ဘိန်းတွေကိုမြင်ရမယ်ဒီကားမှာတော့အနေအောင်ဘိန်းတွေပေါ့နော်ခြားကားမှာတော့တခြားဒီဇိုင်းမတူညီရဲ့ဘိန်းတွေကိုတွေ့ရမယ်ပေါ့နော်အဲ့တော့ဘိန်းဒီဇိုင်းတွေကလည်းတစ်ခုနဲ့တစ်ခု trim like ွာသွားတာရှိမယ်ဒါဆိုရင်ဒါကအနောက်ဘက်ကမြင်ရတယ်ပေါ့ဒီကားမှာဆိုကျွန်တော်တို့ခုနကလိုပဲဘိန်းကဒီဇိုင်းမတူတော့ပေါ့နော်ခုနကဒီဇိုင်းနဲ့မတူတော့ဘူးဒါပေမဲ့ဘိန်းကတော့အနှစ်ယောက်ပုံစံမျိုးတွေပဲတုံပေးထားတယ်။စက်ခွန်ကနေစက်ကိုလက်မရွယ်ရှိမယ်။အဒီကားကအနှစ်ယောက်မဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆို Chrome နဲ့အနှစ်ယောက်အဆက်တွေကို loss ထားတဲ့ဟာလေးကတမျိုးဒီတော်တော်ကိုအချိုးကျကျကြီး offset ထားတာလေးကဒီမှာတွေ့ရမယ်ဘောနော်ပိုပြီး tension ကျတွေ့ရမယ်ဒီ body line ကကျွန်တော်တို့အနောက်ဘက်ပန်ပါတယ်ဒီကိုချိုးပြီးဝင်သွားတဲ့ပုံစံမျိုးဖန်တီးပေးထားရပါဘောနော်နောက်ခုနကအနေအောင်ကမှတည်တာတယ်အောက်ဖက်အနေအောင်ပပလယ်ရီကလည်းဒီကမှာတော့တည်တာသွားပြီဒါကနောက်ဖက်ဒီ lower ဘက်မှာအထိပါပါတယ်ဘောနော်အဲ့တော့ဒီမှာဆိုကျွန်တော်တို့ parking sensor တွေကတော့6ခုနောက်ဖက်မှာတော့6ခုတွေ့ရတယ်ဘောနော် blind spot monitor တွေကဒီဘက်ကတော့ဒီကောင်ကတော့ blind spot monitor တွေဖြစ်မယ်မီလုံး design ကလည်းကျွန်တော်တို့သူ့ရဲ့နောက်ဖက်မီလုံး design ကလည်းအရင်သူ့ရဲ့ concept ခရေကပုံစံမျိုးပေါ့နော်လုံးဝဒီ transfer ပုံစံကိုသူရအောင်ယူလာတယ်ဒီဒီမှာအပြောက်ပြောက်ပေါ့နော်အဆက်ဆက်အပြက်ပြက်လုပ်ပေးထားတယ်နောက်ဖက် design မီလုံး design ကြီးကလည်းဒါကအရင်ကတည်းက အဲသူရဲ့ဒီ concept art မှာခဲ့တိုင်းပါလာတဲ့ဟာပေါ့နော်ဒီမှာတော့ကျွန်တော်တို့ spoiler ပုံစံအဆုံးတက်ပေးထားတာတွေ့ရတယ် spoiler ဆက်စစ်တစ်ခုတော့မတွေ့ရဘူးနော်အဲတော့ spoiler လေးတော့ဒီထက်ပိုပြီးကောင်းကောင်းလေးထည့်ပေးတယ်နော်ပေါ့နော်အောက်ဘက်မှာတော့ကျွန်တော်တို့ diffuser ပုံစံလေးတွေမြင်ရတယ်အဲတော့နောက်ဘက်ကကြည့်ရတဲ့ပုံမှာဘလို့ကွာသွားမလဲပေါ့နော်ဒါကနောက်ဘက်ကမြင်ရတဲ့ပုံကျွန်တော်တို့နောက်ဘက်ကမြင်ရတဲ့ပုံမှာဆိုရင်ခုနကပြောတဲ့ဒီ ဟလမ်အော်ထေးလမ်ပေါ့နော်ထေးလမ်မြင်ရတော့တလို့နည်းနည်းလေးကွေးကွေးလေးလုပ်ပေးထားတယ်အဲဒီမှာကမာဆူရီဂျက်လိုကိုတွေ့ရတယ်ဒီကောင်ကအဲဘေနာဟာနေရဖြစ်တော့ကျွန်တော်တို့ဘက်ကန်ဖြစ်ဖို့များတယ်အဲဂီယာကိုဒီဘက်ဂီယာထိုးလိုက်တဲ့အချိန်ညမှာသူကပွင့်လာတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဘန်စ်တခြားနေရတခြားကားတွေမှာလည်းတွေ့ကြရတယ် Volvo ကနေမှာလည်းကျွန်တော်တို့မြင်မှုရဲ့ပေါ့နော်နောက်ဒီမှာတော့ဒီရောင်မြန်ကြီးတွေမြင်ရတယ်ဒီမှာက air out ပေါ့ပေါ့နော် shape နောက်ပိုင်းလေထွက်ပေါက်တွေမြင်ရတယ်။အောက်ဘက်မှာတော့ diffuser ပုံစံနဲ့ date ဒီ exhaust pipe ပုံစံမျိုးလုပ်ပေးထားပါမယ်။ဒီကားကတော့အဲ EV ဖြစ်တဲ့အတွက် exhaust တော့ပါမှာမဟုတ်ဘူး chrome ဒီအနက်ရောင်ပေါ်မှာ chrome ကိုကုတ်ပေးထားတယ်။အဲဒီမှာတော့ diffuser တွေပေါ့နော် diffuser ပုံစံမျိုးဤကိုဖန်တီးပေးထားရတဲ့အတွက်ဒီကားကလေခွင်အားမှာတော့တော်တော်ကောင်းမဲ့ထင်မှာပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အတွင်းကတော့ကြည့်အောင် အဲ stringer ရဲ့အရောင်ရောစပ်ဖူးကတော့တော်တော်လေးအလှတဲ့အထက်မှာပါတယ်ပေါ့နော်ကျွန်တော်တို့ငွေရောင်နဲ့အနက်ရောင်ပေါင်းပေးထားတယ်ပြီးတော့ကျွန်တော်ဒီမှာဆို light အချိန်က ambient light တွေကအနည်းအောင်ပြောင်းထားတဲ့အတွက်တော်တော်လေးကိုမျက်စိပသာတာဖြစ်စေတယ် shape မှာတော့ကျွန်တော်တို့ digital instrument နဲ့ cluster တွေ့ရမယ်ဒီမှာက infotainment screen ဒီဘက်မှာက passenger screen ပေါ့နော်ဒီကောင်က14ဒီဘက်ကနှစ်ခုကကျွန်တော်တို့14လက်မရှိမယ်ပေါ့နော် shape ကတော့10လက်မပဲရှိမယ် HUD ပါညာလဲပါဖို့များတယ် အဲ CRM ကတော့ကျွန်တော်တို့တမယိုးကြဒီရိပ်ပုံစံ CRM ဒီမှာတော့ကျွန်တော်တို့ Facebook ပုံစံဆိုရင်လည်း cloud တွေကို portal တွေကိုကျွန်တော်တို့အတန်းလိုက်ပေါ့နှစ်ခုခွဲခွဲထားတဲ့ဟာမျိုးမြင်ရတယ်ပေါ့နော်ဒီကောင်ရဲ့ interior layout ပိုင်းမှာကျွန်တော်ရှေ့ဘက်က dashboard ပိုင်းကိုတော်တော်လေးမကြိုက်တဲ့ထဲမှာပါတယ်အရင်ကြီး bling bling ဆန်နေအကားအတွက်ကို focus ထဲတခြားပေါ့နော် entertainment ဘက်ကို focus ထားရလို့ခံစားရတယ်အကားရဲ့ driving experience ကို ဒီဒီထရာပေးနိုင်ပါမလားပေါ့နော်ဒါပေမဲ့အလင်မှာတော့ Emirates ကတော့အလင်ကနေခွဲရပုံစံမျိုးရှိမှာတော့ Cap Pura ရင်းရတယ်အဲ့တော့ wireless charging နေအဲဒီ USB charger တွေကပြင်ပါလေပေါ့နော်ရှင်မှာတော့ဒီမှာဆိုကျွန်တော်တို့ premium audio system တော့ထည့်ပေးထားမှသိကြရတယ်ဆို speaker 73လုံးတော့ပါနိုင်တယ် ambient lighting စနစ်တွေကလည်းဒီမှာတက္ကာတွေမှာတော့ဒီဘက်အောက်ဘက်ပေါ့နော် ဒီမှာရောမြင်ရတယ်။နောက်ဒါက Aircon Van Box ကတော့အရင် Vans ရဲ့ Aircon Van Box ကလေးတွေကပို့ပြီးတော့သဘောကျစရာကောင်းတယ်ပေါ့နော်။ DI ကကျွန်တော်တို့ speaker ပုံစံမျိုးကြီးမြင်နေရတယ်။အမှတ်တမဲ့မကြည့်လိုက်ကြည့်လိုက်မြင်တော့ပေါ့နော်။အမှန်တကယ်ကြည့်လိုက်မြင်ဒါကြီးကကျွန်တော်တို့တွေ့တော့ speaker ပုံစံမျိုးကြီးခံစားရတယ်။အဲ့တော့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ wireless charger တွေဒီ USB charger တွေပြင်มาလဲပေါ့နော် ဂူနာကကျွန်တော်တို့ကိုရောင်နဲ့အနေအောင်နဲ့ဆက်ထားတယ်အတွင်းငယ်ဒီမှာတော့ရွှေရောင်နဲ့အနေအောင်နဲ့ဆက်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဂူနာကအတွင်းငယ်ရဲ့အရောင်ဆိုရင်တော့ဂူနာကငွေရောင်ပို့ပြီးတပေါ်ကြတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီအောက်ဘက်မှာကလုံးဝ space switch bit တခုနေနေရမယ်ဒီမှာဆို type c charger တွေ့ရမယ်ဒီထက်မှာပဲ wireless charging ပါညာပါအောင်မယ်ပေါ့နော်အဲ့တော့သူ့ရဲ့ design လေးကတော့အတွင်းငယ်လေးရောက် design ကတော့အရင်ကြီးတပေါ်ကြစီရတော့မကောင်းဘူးပေါ့နော် ဒီမှာဆို physical button နေတော့တွေ့ရမယ် physical button ကအရင်ကြီးအများပြားတော့မဟုတ်ဘူးဒီကောင်က accurate air con လို့တော့မပြောထားဘူးပြောမမပြောထားဘူး single climate zone လို့တော့ပြောထားတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ air con ကနှစ်နေရာတွေ့ရတဲ့အတွက်အပြင်မှာလည်းဆမ်းမရတဲ့အတွက်မသေးချာဘူးနော်ဒီရှိမှာတော့ gear ရန်ကတော့ CRM mount ဖြစ်သွားပြီဒါဆို electronic packet brake ကဒီနာမှာပေါ့နော်အဲ့တော့ physical button နည်းတဲ့ဟာကြီးက မမိုက်ဘူးအထွန်းငယ်၄ယောက်ရှိပဲ touch wood ၄ယောက်ကြီးကိုကျွန်တော်မကြိုက်ဘူးမာစီယုစ်အနေနဲ့ဒီ CL ကို EV အနေနဲ့လည်းလာမယ် hybrid အနေနဲ့လာမယ်ကုလလုံးစင်မှာတော့ EV အနေနဲ့ပဲ specification တွေကိုချပြခဲ့သေးတယ်ပေါ့နော်အဲ့တော့ EV မှာက तू က250 plus ရယ်350ရယ်ဆိုပြီး2မျိုးလာမယ်အ250 plus ကတော့ single motor rear wheel mounted ပေါ့နော်အဲ့တော့နောက်ပြီးရစနစ်နဲ့လာမယ် horsepower အနေနဲ့ဆိုရင်တော့268 hp တိရှိရယ်ဆိုတော့ ဟောဘောကလေးအရင်ကြီးတော့များနေရတဲ့မှာလည်းမပါဘူးနည်းနေရတဲ့မှာလည်းမပါဘူးမဆိုးတော့မဆိုးပါတော့ဒီကောင်က0 to 100 km on 6.6 second နဲ့ရောင်းမယ် acceleration အရင်ကြီးမိုက်တဲ့ထဲမှာတော့မပါဘူးနောက် range နေနေဆိုရင်တော့မိုင်490လောက်ထိသွားနိုင်နေဆိုတဲ့အတွက် range ကတော့တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်အဲ့တော့နောက်ထပ်က350 350မှာကသူက horsepower က 349ပေါ့เนาะ350တော့မပြည့်ဘူး HP ကအဲ့လောက်ရှိမယ်။နောက်0 to 100 km ကို4.8 second နဲ့ရောက်မယ်။အဲ range နေနေဆိုတော့450လောက်ထိပဲသွားနိုင်တယ်။ဘာဖြစ်ဖြစ်ဒီကောင်းနေ range တွေကတော်တော်လေးကောင်းတဲ့ထင်ပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့800 port architecture ကိုသုံးပေးထားလို့ပါ။ဒီ800 port architecture သုံးပေးထားပြီးတော့85 kWh ရရဲ့ lithium ion battery ကိုတက်ပေးထားတယ်။အဲ့တော့တော်တော်လေးကို range ကတော့ကောင်းနေတဲ့ထင်ပါပါတယ်။အခုလောလောဆယ်ဈေးဝယ်ထဲမှာရှိနေတဲ့ကားတွေကိုရှင်းနိုင်တဲ့ထင်ပါပါတယ်။နောက် DC fast charger ကလည်း320 kW ထိလက်ခံနိုင်တဲ့အတွက်10မိနစ်အသေးရုံနဲ့မိုင်200လောက်ထိမောင်းနိုင်မှာဖြစ်တဲ့အတွက်အဲ EV CV ရဲ့အဓိကစင်စာရဲ့ range ကြီးကြာချိန်မျိုးတော့စိတ်ပူစရာမလိုတော့တဲ့အထက်မှာပါတဲ့ကားဖြစ်တယ်။နောက်ဒီကောင်ကဒီ technology ဘက်မှာလည်း AI ကိုတော်တော်များများဝါလာ ChatGPT ရော Google ရော AI သုံးမျိုးလောက်ကိုသုံးပေးထားတဲ့အတွက်တော်တော်ကြီးကိုဒီ technology ဘက်မှာလည်း update လုပ်ပေးထားတယ်လို့ပြောလို့ရတယ်။ မကြာခင်မှာတော့သူက hybrid version တော့ထွက်လာမယ် hybrid version အရင်သူအရင်ကပြောထားပြီးသားပေါ့နော် gilin rain တော့ပေါင်ထားတဲ့1.5 liter 4 cylinder engine ဝင်နဲ့လာမယ်နောက်အာဒီ1.3 kilowatt ကြီးရဲ့ lithium battery ကိုတက်ပေးထားပြီးတော့48 volt architecture နဲ့ထွက်လာမယ်ပေါ့နော်အဲ့တော့အာ hybrid version မှာကဘလို certification တွေနဲ့ဘလို cost for it ထွက်လာမလဲဆိုတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီကားရဲ့ဤပညာပိုင်းတွေ အဲ range တွေကိုတော့သဘောကျရတယ်ဒါပေမဲ့ adrenal dashboard လေးရောက်ကြည့်တော့သဘောမကျဘူးအဲ့တော့ mix ray ရဲ့အမြင်ပေါ့ဘယ်လိုလဲ CR လေးပုံမှန်မြင်တဲ့အမြင်လေးကိုကျွန်တော်ရဲ့ comment box မှာရေးပေးသွားကြပါအောင်ကျွန်တော်ရဲ့ video လေးကို channel တက်လဲဆိုရင်တော့ like လေးလုပ်ခဲ့ပေးကြပါအောင်ကျွန်တော်ရဲ့ video လေးကိုဆုံးဖြတ်ကြည့်ပြတော့အားလုံးကျေးဇူးတင်ပါတယ်နောက် video ပဲပြန်လေးမယ်နော်